ရှမ်းပြည်နယ်အတွင်းစလိတ်ငွေကင်းစင်ရေးနေမြေများ Smoke Free Public Area ဖော်ဆောင်ရေးဆွေးနွေးပွဲကျင်းပတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်အတွင်းစလိတ်ငွေကင်းစင်ရေးနေမြေများ Smoke Free Public Area ဖော်ဆောင်ရေးဆွေးနွေးပွဲကိုအောက်တိုဘာလ24ရက်နေ့နေ့ပိုင်းကတောင်ကြီးမြို့ရှမ်းပြည်နယ်ဆွေရဖွဲ့ရုံအစည်းအဝေးခမ်းမ၌ကျင်းပခဲ့ပါတယ်။ဆွေးနွေးပွဲတွင်ရှမ်းပြည်နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှုမှာ စလိမ်ငွေကင်းစင်ရေးနယ်မြေများ Smoke Free Public Area ကိုဒနုကိုပိုင်အုပ်ချုပ်ခွင့်ရဒေသပင်တရားမြို့တွင်ကျင်းပဆောင်ရွက်မည့်လုပ်ငန်းများနှင့်ဆက်လင်း၍ရှင်းလင်းတင်ပြပြီးရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်လူမှုရေးရာဝန်ကြီးဦးမင်းမင်းလွင်က လုပ်ငန်းများနှင့်ဆက်လင်း၍ဖြည့်ဆွက်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။ထို့နောက်ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်က စလိမ်ငွေကင်းစင်ရေးနယ်မြေ Smoke Free Public Area ဆောင်ရွက်မှုနှင့်ဆက်လင်း၍ သက်ဆိုင်ရာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဖွဲ့ဥက္ကဋ္ဌများမှဝိုင်းဝန်းဆောင်ရွက်ပေးကြရန်ပြောကြားခဲ့ကြောင်းသိရှိရပါသည်ခင်ဗျာ။